ါပေမဲ့ဆေးပြန်ကူကတော့အဲ strategic အစဉ်းစားတော့ဗာဆေးပေးရင်ကောင်းမလဲဆိုတော့စဉ်းစားအမဒီမှာဒီနောက်ထားပြီးတော့ကိုကဗာဆေးပေးရမလဲဗာဘယ်အစားလို့ရမလဲဆိုတော့ပြန်ပြန်ခေါ်ရတာပေါ့နော်လူကြီးတွေများပါတယ်နော်အဲ့တော့ငယ်ကြပါသေးတယ်လူကြီးတွေကသူတို့ကိုဗာမန်းအောင်တီတီဦးတင်တယ်နော်အဲ့ဒီဘက်ကလူပဲသူ့ဘူးနဲ့သူလေအဲဆရာမဟိုဆရာလေးတွေကိုအဲဟိုအဲ့ဒီလူကြီးတွေများပါတယ်ဟို ဟုတ်တယ်နော်လာလာတဲ့ပြီးတော့မှအပြင်မှာလာကြည့်ရလို့တသက်ပေါ့တသက်ဟုတ်ဆေးကုတယ်ဆိုတာကျွန်တော်တို့ကမွေးကလေးကတွေ့လာတဲ့ကိစ္စလို့ဖြစ်နေဟိုအဖေကလည်းဆေးခံမဲ့ဖွင့်တော့နော်ကျွန်တော်မွေးကလေးကဆေးခံမဲ့ဖွင့်နေဆိုတော့ကို့ပုံမှန်ကိစ္စလို့ဖြစ်နေအဲ့ဆေးကုတာတို့လူနာကြည့်တာတို့ကလေအခုလဲလူနာမြင်ကုလိုက်မယ်ဆေးထိုးလိုက်မယ်ဆိုပုံမှန်လို့ဖြစ်နေတာပေါ့နော်ပုံမှန်လို့အိမ်ကလည်းဟိုအခုလဲအမေလဲအိမ်မှာနေမကောင်းတော့သူ့လဲကြုံကြုံလှုပ်ပေးနေတာပြောလေကျွန်တော်တို့ကဟို ပုံမှန်ကိစ္စဖြစ်သွားတာ